သွားတော့မှဆိုတော့အကုန်လုံးရဲ့ကျေးဇူးတွေအင်အားတွေမပါဘဲနဲ့လေဒီချိန်ထိမရောက်ဘူးပေါ့နော်ဒါပေမဲ့တယောက်စီတိုင်းကအရင်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးကူညီပေးပြီးသမီးဆန္ဒပြောအောင်လုပ်ပေးတဲ့သူတွေလည်းပေါ့နော်အရင်ကျေးဇူးတင်ပါတယ်ကလေးဟိုဘာဖြစ်အောင်မြင်ပြန်လာခဲ့သည်ရှိတော့ဒါကြီးရဟိုဒီကိုရီဘဝမှာလည်းမှတ်ကြတခုဖြစ်သွားမှာအများကြီးလည်းညှော်လင်းထားတယ်အများကြီးလည်းကောင်းမယ်လို့လည်းယုံကြည်ထားတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့စိတ်ထဲမှာဟိုရောက်လို့ရှိရင်လုံးဝကောင်းသွားမှာဆိုပြီးတော့အဲ့လိုမျိုးတွေ့ထားရတယ်ဟုတ်ကလေးတို့ မီးနာမည်တက်ဖူးလဲမှာဟုတ်မစောစနာလဲမှာဟုတ်ဟောခလေးရရတော့ခုနည်းနည်းကျဲမာတယ်ပေါ့နော်ဟိုကဆေးဟောကဆရာဝန်တွေလည်းအရင်ဟိုအရေးအနေထားပြီးတော့ view စိုက်နေလုတ်ပေးပါတယ်အခုဆိုလို့ရှိရင်ဒါတည်တဲ့ဆရာမလေးသူတက်ခေါ်ထားတာပေါ့နော်ဆရာမလေးကလည်းအထူး view စိုက်ပေးတဲ့အတွက်ခလေးရကြတော့ပို့ပြီးတော့နည်းနည်းလမ်းလာတယ်ပေါ့နော်အများကြီးလေးဝမ်းသာပါတယ်အခုဟိုဘက်ကိုသွားရတော့မှဆိုတော့အကုန်လုံးရဲ့ကျေးဇူး တွေ့အင်အားတွေမပါပဲနဲ့လေဒီချိန်ထိမရောက်ဘူးပေါ့နော်ဒါပေမဲ့တယောက်စီတိုင်းကိုအရင်ကြီးစုအများကြီးတင်ပါတယ်အခုလိုမျိုးကုညီပြီးပြီးသမီးစင်နာပြောအောင်လုပ်ပေးတဲ့သူတွေလည်းပေါ့နော်အရင်ကြီးစုတင်ပါတယ်ပြင်စင်နာကလေကလေးကိုဟိုကမှဆေးရုံတွေပါလေလည်းအကုန်စီစဉ်ပြီးသွားပြီပေါ့နော်ဟိုဆရာဝန်တွေလည်းစေချာဆေးချိတ်ဆက်ထားပြီးပြီဆေးရုံလည်းချိတ်ဆက်ထားပြီးသွားပြီအဲကလေးအတွက်ကို save အဖြစ်ဆုံးဖြစ်အောင်ဒီမင်္ဂလာတော်ဆေးရုံကနေပြီးတော့ဒီလေစိတ်အထိကိုလည်းကျွန်တော်တို့ဟိုက ambulance စေချာစီစဉ်ပေးထားတယ်ပြီးဒီဘက်ဆေးရုံကနေပြီးတော့ အဲဟိုဘက်ပေါ့နော်ဟိုဘက် airport အိန္ဒိယ airport ကိုရောက်တဲ့အချိန်ထိလည်း medical ကပါဆရာဝန်တွေနဲ့ဆရာဝန်တွေနဲ့ medical ကပါအပြည့်အစုံနဲ့ပေါ့နော်ဆရာဝန်တွေနဲ့ nurse တွေအပြည့်အစုံနဲ့ညီမတို့လေးမမပါအပြည့်အစုံတကယ်လို့ clear အကယ်၍လေးမမတစုံတစ်ခုပေါ့နော် emergency case ဖြစ်တယ်ဆိုရင်တော့မှပဲဆရာဝန်တွေပါသွားတဲ့ကြောင့်အဆင်ပြေတယ်ဆရာဝန်တွေဒီဆရာဝန် team နဲ့တစ်ခုပါတယ်ပေါ့နော်အဲ့ဒါနဲ့ဟိုဘက်လေးသေးကြီးသွားမယ်ဟိုဘက်လေးသေးကနေပြီးတော့အဲဟိုအိန္ဒိယကဆေးရုံပေါ့ဆေးရုံကနေပြီးတော့ ambulance နဲ့လာကြုံမှာအဲဆေးရုံ drive သွားအောင်မှာညီမတို့ကဟုတ်

ပြောပါပြတက်အောင်ပါပဲတမင်းဆိုရင်အိမ်အိမ်မက်မနေတာလားလုံးဝမသေးခွေးဘူးအခုဆိုလို့ရှိရင်ခလေးကိုဆေးကုကျင်တာလေးလဲအပုံလုံးပြည့်ဝသွားပြီပေါ့နော်ပြည့်ဝသွားပြီတမင်းလူကျင်တာဒါပဲခလေးကိုဆေးကုကျင်တာအဲ့ဒါတမင်းရဲ့ရေမဲချက်အရင်တယောက်စီတိုင်းကိုလည်းကြီးစုအများကြီးတက်ပါတယ်အခုလူမျိုးကူညီသီးဆောင်ရွက်ပေးတဲ့အတွက်ပေါ့နော်ဟောတိုင်းရင်သားတီကိုရောတမင်းကိုဆေးရုံကိုလာရောက်ပြီးတော့အားပေးကြတယ်လူတန်းပေးကြတယ်ဟောက အနေနာအစားအကုန်လုံးကျေးဇူးတင်ပါတယ်လို့ဝေးရသူတွေရောဟာနိုင်ငံအသီးသီးမှာရောက်နေအကိုတွေအမတွေအင်အားတွေမပါပေးနဲ့လေဒီထိကိုမရောက်နိုင်ပါဘူးပေါ့နော်အခုလုံးအကုန်လုံးရဲ့အင်အားလေးပါခလေးအတွက်လို့အများကြီးဆူတောင်းပေးကြပါလို့ဟုတ်အရန်ဝမ်းသာရပါတော့ကိုရီစားခဲ့တဲ့ဇလန်းတစ်ခုကနေပြီးတော့ဘာပဲဖြစ်လေဒီခလေးဟိုဘာပဲဖြစ်အောင်မြင်ပြန်လာခဲ့သည်ရှိတော့ဒါကြီးကဟိုဒီကိုရီဘဝမှာလည်းမှတ်ကြောက်တစ်ခုဖြစ်သွားမှာအဲ့ကြောင့်အရန်လည်း ရင်ခုန်တယ်အရင်လဲပြောရင်ပြောရပြောတော့ဟိုပေါ့50%လောက်ကိုတွေသွားဖို့ဆိုအောင်မြင်ခဲ့ပြီလို့ပြောရမှာပေါ့နော်နောက်တဲ့50%ကတော့ဆေးကုသမဲ့ဆရာဝန်တွေဆေးရုံအပိုင်းနဲ့ကလေးရဲ့ကုသကံရဲ့ကလေးရဲ့ခဏရေးရှိရမှုရဲ့ဒါရီပေါ်မှာပဲအများကြီးတက်ဆိုင်သွားပြီညီမတို့ကတော့ကိုမရောက်တဲ့အထိကလေးကိုအကောင်းဆုံး support ပေးသွားမှာပါဟုတ်အများကြီးလည်းညှော်လင်းထားတယ်အများကြီးလည်းကောင်းမဲ့လို့လည်းယုံကြည်ထားတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့စိတ်ထဲမှာဟိုရောက်လို့ရှိရင်လုံးဝကောင်းသွားမှာဆိုပြီးတော့အဲ့လိုမျိုးတွေးထားတယ်ဟုတ်ကလေးအတွက်ဆရာတော်ကောင်းပါ လဲလဲလဲဆက်နေတော့ဒီပါရမယ်ဆိုတာဒီရဲ့ဒီမှာပြောရတော့ဘေးကြီးမကွာအများကြီးပုံမှန်ကလေးပဲအများကြီးပြားတယ်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုသမီးတို့စားခဲ့တာလဲဆိုလူဒီမီဒီယာနဲ့စားခဲ့တာပေါ့နော်အခုလဲဆိုလူယာမီဒီယာနဲ့ပဲဟိုဒီမီဒီယာအကြောင်းနဲ့လဲအင်အားတွေနဲ့လဲဒီလောက်ထိခလေးကစေကူးလို့ရတဲ့အနေအထားတစ်ခုကိုရောက်သွားတာအဲဒါကြောင့် ကျေးဇူးအများကြီးတင်ပါတယ်ဆယ်လူညီအများကြီးကျေးဇူးတင်ပါတယ်အမအောင်အများကြီးလက်အောင်မြင်ပါစေဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါ